နော်ဖိုရီတာကိုစနိုင်မကြော်ဘူးမီဒီယာရိရှိမှာဆုံးမခဲ့တဲ့တရုတ်ဆောင်ရွှေသမီးပရိသတ်များအလုံးမင်းမင်းလာပါရှင်တော်ယုံတန်ယုံမင်းသမီးတွေတောင်မလုံရဲတဲ့အလုံးတစ်ခုကိုမင်းသမီးကျော်ရွှေသမီးကလုပ်ပြသွားခဲ့ပါတယ်အဲ့ဒါကတော့မီဒီယာအင်တာဗျူးမှာနော်ဖိုရီတာကိုရွှေသမီးကအထာကြကြနဲ့ဒီလိုမျိုးဆုံးမခဲ့ရပါဘူး နောက်ဖက်ရထားကချစ်စရာကောင်းတဲ့မျက်နှာလေးနဲ့တရုပ်ဆောင်ကောင်းတဲ့အရေးချင်းတွေကိုပိုင်ဆိုင်ထားပါရယ်။ဒါပေမဲ့ပရိသတ်တွေကြားမှာသူမရဲ့ပုဂ္ဂိုလ်ရင်းရနာမည်ကတော့လုံးဝမကောင်းတာပါ။သူမကိုစနိုက်ကျော်လို့တနိုင်ငံလုံးကသတ်မှတ်လိုက်တဲ့အကြီးမားဆုံးကိစ္စကတော့ပရိသတ်တွေအားလုံးကချစ်ခင်အားကြရတဲ့ဆယ်စုနှစ်တခုကျော်ကြာခပယ်ဂိုးစ်ဖြစ်ခဲ့တဲ့လွန်ပိုင်နဲ့ဘော်ဘီဆော့ဆာတို့ရဲ့အချင်းရင်းတွေကိုဝင်ရောက်ဖြိုခွဲခဲ့တယ်ဆိုတဲ့သတင်းကြီးပါ။ လွမ်းပိုင်နဲ့ရုပ်ရှင်အတူတူရိုက်ကူးပြီးမကြခင်မှာပဲလွမ်းပိုင်နဲ့ဘော်ဘီဆော်ဆာတို့လမ်းခွဲခဲ့ပြီးတော့လွမ်းပိုင်ကနော်ဖော်ရထားနဲ့တွဲသွားခဲ့တာကပရိသတ်တွေတော့တကယ်ကိုတုံ့လုံးစရာဖြစ်ခဲ့ရပါတယ်။ဒါဒေမဲလားဆိုတော့မဟုတ်သေးပါဘူး။တက္ကသိုလ်ကျောင်းသူဘဝကလေးကအဲ့ဒီလိုအကျင့်မျိုးတွေရှိခဲ့တယ်လို့နှီးဆက်တဲ့သူတွေကပြောကြသလိုအခုနောက်ဆုံးသူနဲ့တွဲနေရုပ်ရှင်ထုတ်လို့ရေးပိုင်ရှင်ကိုထက်ခံဝင်းဆိုတာကလည်းသူ့ရဲ့တငယ်ချင်းအရင်ဖြစ်တဲ့ဖုံးတီတီကျော်ရဲ့အခင်ဆုံးတငယ်ချင်းဖြစ်သူခင်ကျေးမုံစီကနေလူယူခဲ့တာဖြစ်တယ်လို့သတင်းတွေကလည်းထွက်နေတာပါ ာဒီလိုသမိုင်းကြောင်းတွေနဲ့နာမည်ဆိုးတွေပိုင်ဆိုင်ထားတဲ့နော်ဖော့ရီထားကအခမ်းအနားတစ်ခုမှာမင်းသမီးရွှေသမီးနဲ့နော်ဖော့ရီထားတို့နှစ်ယောက်မီဒီယာတွေကိုအတူတူတွဲပြီးတော့အင်တာဗျူးဖြည့်ပေးခဲ့ကြပါတယ်။အစာပိုင်းမှာတော့အလုံးကအေးဆေးပါပဲ။ဒါပေမဲ့အင်တာဗျူးရဲ့အလယ်လောက်မှာရွှေသမီးကမျက်နှာသားတည်တည်တန့်တန့်နဲ့မိန်းကလေးတွေရဲ့ကျင့်ဝတ်နဲ့အစည်းအကမ်းတွေအကြောင်းကိုစတင်ပြီးတော့ပြောပါတော့တယ်။ပို့ပြီးတော့ထူးခြားတာကသူပြောတဲ့အကြောင်းအရာတိုင်းကသူ့ဘေးမှာရပ်နေတဲ့နော်ဖော့ရီထားကိုတိတ်တိတ်ကြီးစောင်းမြောင်းပြောသလိုဖြစ်နေခဲ့ရပါဘူး။ ရွှေသမီးပြောခဲ့တာကမိန်းကလေးတယောက်ဟာရေးစားရှိတဲ့ယောက်ျားလေးတယောက်နဲ့ဆက်ဆံတဲ့အခါမှာအနေထိုင်ရန်ဆင်ခြင်ရမယ်လို့အဖွင့်စကားဆိုလိုက်ပါတယ်။ဆက်ပြီးတော့အထူးသဖြင့် Facebook reaction လေးတစ်ခုကအစာတတိထားရမယ်။ကိုကဘာမှမဟုတ်ပဲပေးလိုက်တဲ့ care reaction လေးတစ်ခု၊ love reaction လေးတစ်ခုက တဖက်ကသူ့ရဲ့ရည်စာမင်းကလေးတွေအတွက်အတွေးလုံမှုတွေစိတ်မချမ်းသာမှုတွေရံဖြစ်စရာတွေဖြစ်သွားစေနိုင်တယ်ဆိုပြီးတော့အတိအကျထောက်ပြပြောဆိုဆုံးမခဲ့ရပါသူ့ရဲ့ညီကောင်းချုပ်စကားကတော့ပူပြီးတော့လက်ခုပ်တီးကျင်စရာတော့ကောင်းပါတယ်ကိုကြောင့်သူများအတွက်မပြတ်ဆဲစေခြင်းမှုဆိုရင်ဒီစည်းကမ်းကအရန်အရေးကြီးတယ်ဆိုတဲ့သဘောမျိုးနဲ့အလေးနက်ထားပြောသွားတာပါဒီအချိန်မှာကင်မရာသမားတွေရောပရိသတ်တွေကပါအားလုံးရဲ့မျက်လုံးကဘေးက no voider စီကိုရောက်ရှိသွားပါတယ်။ no voider ကတော့ဘာမှပြန်မပြောနိုင်ပဲရွှေသမီးပြောသမျှတွေကို ။ခေါင်းလေးတညိမ့်ညိမ့်နဲ့ထောက်ခံနေတဲ့ပုံစံမျိုးလုပ်နေခဲ့တာပါ။ဒီဗီဒီယိုဖိုင်ကြီးတက်လာတဲ့အခါမှာတော့ပရိသတ်တွေကလည်းအလွတ်မပေးပါဘူး။ကြည်စန်းနော်ဖောရဲ့မျက်နှာကအီလဲလဲဖြစ်နေပြီလို့စားနောက်နေကြသလိုခေါင်းသာညိမ့်နေရတာရင်ပတ်ထင်းမှာတော့အနေရတော်တော်ခက်နေမှာပဲလို့ဝေဖန်သုံးသပ်နေကြပါတယ်။အများစုရဲ့တညိမ့်တညွတ်ထဲပြောဆိုချက်ကဒါဟာရွှေသမီးကတမင်တကာနော်ဖောရဲ့ထားကိုမီဒီယာတွေရှေ့မှာလူကြားကောင်းအောင်တဲ့ဆုံးမလိုက်တာဆောင်းပြီးတော့ပြောဆိုလိုက်တာဖြစ်တယ်လို့ဆိုကြပါတယ်။ပရိသတ်ကြီးတို့ရောဒီအင်တာဗျူးလေးကိုကြည့်ပြီး ီးတော့ဘယ်လိုမျိုးထင်မြင်မိပါသလဲရွှေသမီးရဲ့လောက်ရကတကယ်ပဲနော်ဖော့ရထားကိုတမင်ရည်ရွယ်ပြီးတော့ဆုံးမခဲ့ရလို့ထင်ပါသလားမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးခဲ့ပါအောင်ရှင်ကျေးဇူးပေးတဲ့အတွက်ပရိသတ်များအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရရှင်